Hello guys အားလုံးပဲမိသားဒီနေ့မှာတော့ကျွန်မအင်ဂျင်မဆိတ်စင်လုပ်ပြီးမယ်ပေါ့နော်အမ်တင်းရဲ့ဆောင်းရှောက်တရားနေ့တင်းကိုပြောရှင်းတဲ့စကားလေးတွေကိုအင်ဂျင်မဆိတ်တုပ်ပြီးမယ်အမ်တင်းရဲ့ဘဝမှာပေါ့နော်ဘာတွေတည်ဖို့လိုအပ်နေလဲပေါ့နော်အားလေးကိုဒီအင်ဂျင် Oracle လေးတုံးပြီးမှာအင်ဂျင်မဆိတ်လေးကြည့်မယ်ပေါ့နော်ကဲအားဆိုလို့ရှိရင်တော့အာစလိုက်ကြမယ်နော်ဒီထဲမှာအာ yes no maybe ပေါ့နော်အဲ့လိုမျိုးအဲ ဖြည့်ပြီးပါနေရဆိုလို့ရှိရင်တော့ဖယ်လိုက်တော့မယ်เนาะအဲအချိန်နောက်ပြီးတော့အချိန်ကျတော့အချိန်နေပေါ့เนาะတချို့အချိန်နေဆိုလို့ရှိရင်အမ်မလိုရိုင်းလက်ရှိတက်တယ်ပေါ့เนาะအဲ့တော့အက်ကက်လေးတွေကိုဖယ်လိုက်မယ်ဖယ်လိုက်ပြီးတော့မှကိုယ့်ရဲ့ဘဝမှာဘာတွေအတီးတင်တီးထိုက်တာရှိတယ်ပေါ့เนาะအချိန်ကိုတော့ထည့်ပြီးမပြောတော့အချိန်နဲ့ yes လုပ်ပြီးပြီနဲ့ထည့်မပြောတော့ဘူးအဲ့တော့ဖိုင်းသုံးခုလောက်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲသုံးပုံပေါ့เนาะ အာတခါလေးခွဲလိုက်မယ်သုံးပုံညီညာခွဲလိုက်မယ်ဒါသုံးခုခွဲနေရဖြစ်ပါတယ် ထဲမှာအချိန်နဲ့ yes no maybe unlikely ဘာလို့ပေါ့နော်အဲ့လိုမျိုးလေးကြာလာတယ်ဆိုလို့ရှိရင်ပယ်လိုက်မယ်နော်အချိန်နဲ့ပယ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ finally တုံးကူရမယ်ပေါ့နော်ကဲအဲ့ဆိုလို့ရှိရင်တော့ finally တုံးကူရပါပြီဖိုင်ဘတ်ဆိုတာဖိုင်1အလေကဖိုင်2ညာဘတ်ဆိုတာဖိုင်3 အဖားလေးရွေရခတ်မှာဆိုလို့ဒီမှာအာရွေးချက်စရာပေါ့နော်ဖားလေးရွေရခတ်မှာဆိုလို့အာရွေးဖို့ရာလေးတခုခုလုပ်ပေးမယ်နော်စီစဉ်ပေးမယ်အာရွေးရမခတ်ပါဘူးနော်ရွေးရမခတ်ဒီမှာအရာမတူဘူးဖြစ်သွားရင်တုံကူပါလေအဲ့တော့ဒီခါလေးရွေးကြည့်ရအောင်နော်အမ်လိုအပ်လို့ရှိရင်တခြား origin tag လေးတွေပါတုံးမယ်ပေါ့နော် ။တန်ကတော့ဒီပန်းရောင်လေးနော်ပန်းရောင်အကွက်လေးနဲ့ပန်းရောင်ပေါင်အကွက်လေးနဲ့ကဖိုင်1အပြာရောင်ပေါင်ကွက်လေးနဲ့ကဖိုင်2အဝါရောင်ပေါင်ကွက်လေးနဲ့ကဖိုင်3ပေါ့နော်။အဲ့တော့သင်ရအဆောင်အရှောက်တရားနေ့တစ်ဆင့်သင်ရဘာတွေသိရဖို့ရှိလဲဆိုတာလေးကိုကြည့်မယ်ပေါ့နော်။အဲ့တော့အဆောက်ရှောက်တရားနေ့တစ်ဆင့်ပြောချင်တဲ့စကားလေးဖြစ်ပါတယ်အဆောက်ရှောက်တရားနေ့တစ်ဆင့်ဘာ ਈ သိရဖို့ရှိလဲ ပိုင်းလေးရွက်ချက်ပြီးသွားလို့ရှိရင်တော့ဆောက်လိုက်ကြမယ်နော်အဲ့တော့ဒီပိုင်းကိုရွက်ချက်ထားတဲ့သူတွေပေါ့နော်ဒီပိုင်းဟာအခွက်လေးနဲ့ဖိုင်းဝန်းလေးကိုရွက်ချက်ထားတဲ့သူတွေအားလုံးပဲမင်္ဂလာပါအာဖိုင်းဝန်းလေးတွေရဲ့အဆောက်အအုံတွေကဖိုင်းဝန်းလေးတွေကိုဗားရီပြောချင်နေလဲကြည့်လိုက်ကြမယ်နော် အဲ့ဒီကနေသူမှောက်ရက်ကနေပဲစာချလိုက်မယ် forgive enough တဲ့เนาะအာတခုခုဆိုလို့ရှိရင်နခွန့်လို့ဖို့လိုအပ်နေရင်เนาะ fine one လေးစိတ်ထဲမှာ အာမကျေနပ်တဲ့အရာတွေပေါ့เนาะတစ်ချက်တစုံတယောက်ကိုပဲဖြစ်ဖြစ်ပေါ့เนาะအာကိုအဆင်မပြေကိုနဲ့ဆက်ဆက်ရင်းတခုမှအဆင်မပြေသွားလို့ပဲဖြစ်ဖြစ်ပေါ့เนาะအာကိုမကျေနပ်နေတဲ့အရာတွေကိုစိတ်ထဲမှာရှိနေရဆိုလို့ရှိရင်နခွန့်လို့လိုက်ပါတဲ့မိဖြောက်လိုက်ပါတဲ့เนาะ အာတစ်ခါလေးကြောက်လို့ရှိရင်ကိုမမိဖြောက်ဘူးမခွန့်လို့ဘူးဆိုတဲ့အရာတွေကလေကိုရဲ့စိတ်ထဲမှာအကုသို့ဖြစ်တယ်ပေါ့နော်ဟိုပြန်တွေးမိတိုင်းဒေါသထွက်တာမျိုးပေါ့နော်အာပြန်တွေးမိတိုင်းမကျေနပ်တာမျိုးမကျေနပ်တဲ့စိတ်တွေအဲမကျေနပ်တဲ့စိတ်တွေဒေါသထွက်တဲ့စိတ်တွေပေါ့နော်အဲ့ဒါတွေကလေအကုသို့ဖြစ်စေတယ်အကုသို့ဖြစ်တယ်ဆိုလို့ရှိရင်ကန့်နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အဲခွန့်လို့ပေးဖို့လိုအပ်တယ်တဲ့နော်အာနောက်တစ်ခါ အဲ့လိုမျိုးခွင့်လွှတ်ပေးလိုက်တဲ့အချိန်မှာလေပိုကောင်းတဲ့အရာတွေတဲ့ဖြစ်လာပါလိမ့်မယ်တဲ့เนาะအမ် pick happy change เนาะ there something better ကိုကလေခွင့်လွှတ်ပေးဖို့လိုအပ်တဲ့နံပါတ်1တစ်ချက်နောက်တစ်ခုကကြတော့နံပါတ်2အချက်နေနဲ့အဲကိုခွင့်လွှတ်ပေးလိုက်တဲ့အချိန်မှာကိုတော့ပိုကောင်းလာတာလေးလေးကန့်ကောင်းလာတာလေးလေးကြုံရမယ်ပေါ့เนาะနောက်တစ်ခါကျတော့ pick happy change ကြီးကြီးမားမားအပြောင်းအလဲတွေကြုံရလိမ့်မယ်เนาะ peaceful resolutions and the power လေးတွေကအေးစစနဲ့ဖြည့်ရှင်ဖို့လိုအပ်တယ်ပေါ့เนาะငြိမ်းချမ်းစွာဖြည့်ရှင်ဖို့လိုအပ်ပါတယ်တဲ့เนาะငြိမ်းချမ်းစွာဖြည့်ရှင်ဖို့လိုအပ်တယ်ဖွင့်လို့ပြီးဖို့လိုအပ်တယ်အဲ့ဒါဆိုလို့ရှိရင် power လေးတွေမှာအာကြီးမားတဲ့အပြောင်းအလဲပေါ့เนาะကြီးမားတဲ့အပြောင်းအလဲဘလို့ကြီးမားတဲ့အပြောင်းအလဲဆိုတော့ရှင်ညာကောင်းသောပြောင်းခြင်းပေါ့เนาะကောင်းသောပြောင်းခြင်းကောင်းတဲ့ အကြီးမားတဲ့အပြောင်းလဲတွေတဲ့ရလာနိုင်ပါတယ်တဲ့နော်နောက်တစ်ခါကျတော့ as for as for her for other ဆိုချင်တယ်တခြားအမ်တခြားသူတွေစီကနေပြီးရောမှာပေါ့နော်ကိုကိုအခုအခုညီလိုအပ်တဲ့ခါမျိုးဆိုလို့ရှိရင်အမ်တခြားသူတွေစီကအကူအညီတောင်းအောင်မျိုးဝင်နေတဲ့အခါမျိုးတွေရှိရပေါ့နော်သူတွေကအဲ့လိုမျိုးအကူအညီတောင်းဖို့ရအောင်ဝင်မလေးပါနဲ့တဲ့နော်အမ် အကူညီတောင်းစရာရှိရဆိုလို့ရှိရင်အကူညီတောင်းလိုက်ပေါ့နော်အကူညီတောင်းဖို့ရဝင်လေးနေလေးပါနော်အကူအဲ့ဒါလေးအဲ့အချက်လေးတွေလိုက်လာမယ်ဆိုလို့ရှိရင်အကြီးမားတဲ့အပြောင်းလေးပေါ့နော်ကိုစီမှာအာဖြစ်လာလိုက်ပြီပေါ့နော်ကောင်းကြီးမားတဲ့ကောင်းတဲ့အပြောင်းလေးနော်ဒီကက်ကအာတကက်တကက်သေးပဲပါလားအဲ့တော့ဒီ power လေးကိုကြားရလို့ကံကောင်းနေပေါ့နော် oh my god recovery ကျမကြီးပိုင်းလည်းပြန်ပြီးတော့ကောင်းလာလိမ့်မယ် နော်ဒီမကောင်းတဲ့သူကိုကျမ်းမာတဲ့သူတွေအေးပါတယ်ဆိုလို့ရှိရင်ဒီ power လေးကိုကျမတို့ရေးမိခြင်းနဲ့ပေါ့နော်အာဒီမကောင်းတဲ့လူတွေမကျမ်းမာတဲ့လူတွေဆိုလို့ရှိရင်ပို့ပြီးပို့ပြီးတော့ကျမ်းမာလာနေမယ်ပို့ပြီးတော့ကောင်းလာနေမယ်တချို့တွေကကျတော့အဲ့လိုမဟုတ်ဘူးဒီကောင်းကျမ်းမာတဲ့အဲဒီကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့စိတ်တန်ရာတွေတို့အသိအကွဲနေရာတွေတို့ပေါ့နော်ဟင်းနေမဖြစ်သေးဘူးဆိုလို့ရှိရင်အဲဟိနေဖြစ်အောင်လုပ်ပါဟိနေဖြစ်အောင်လုပ်တဲ့ခါကျတော့ကြာလို့ရှိရင်အမ် ို့ပြီးတော့မှအဆင်ပြေတာနိုင်မယ်တော့ပြောရမယ်ဆိုလို့ရှိရင်အဲတချို့အဲဟင်းလေးလောက်နေတဲ့လူတွေဆိုလို့ရှိရင်လည်းပို့ပြီးတော့မှကောင်းလာနိုင်မယ်ပေါ့နော်ပို့ပြီးကောင်းလာနိုင်မယ်အဲ့ဒါလေးကိုပြောထားတယ်နောက်တစ်ခု remain positive နော်ဒီအားလည်းတူပဲသူကလည်း အင်းစိတ်ကိုအေးဆေးဆေးထားရမယ်အေးဆေးဆေးတတတတထားရမယ် forgiveness ခွင့်လွှတ်ပေးရမယ်အဲ positive ဘက်ကိုတွေးပြရမယ်ပေါ့နော် remain positive ဆို positive ဘက်ကိုတွေးပြရမယ်လေနော်နောက်ခုလေးနဲ့ trust ကြုံကြည်ပေးရမယ်နော်တချို့ manifestation လုပ်နေတဲ့လူတွေပါတယ်ဆိုလို့ရှိရင်လည်းအဲကိုအာဒီကိုရလာပြီဆိုပြီးရောမှာလေနော်ကိုလိုချင်တဲ့အရာရလာပြီဆိုပြီးရောမှာယုံကြည်ထားပေးရမယ်ပေါ့နော်အဲ ကိုမာလေးအဆောက်အအုံတွေရှိရေဆောက်ရှောက်တွေကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့တခုခုဆိုလို့ရှိရင်အဲကိုတိကျင်တယ်ဆိုလို့ရှိရင် angel တွေပေါ့နော်မေးလို့လည်းရတယ်ပေါ့နော် angel တွေပုံမှာမေးလို့လည်းရတယ် no need to worry ဘာမှစိတ်ပူစရာမလိုဘူးတဲ့ oh my god အရင်ကောင်းတာပဲအရင်ကောင်းတာပဲဖိုင်ဝါလေးတွေရဲ့ ကျမလုပ်တဲ့ကျမကိုယ်တိုင်လုပ်တဲ့ reading မလို့ပေါ့နော်အဲတခြားသူ reading ဖြစ်ပြီးကျမသာဒီ firewall လေးကိုရွေးချယ်ရွေးချယ်ရမယ်ဆိုလို့ရှိရင်တော်တော်ကောင်းပါပဲနော် communicate clearly ရှင်းလင်းစွာပြောဆိုဆက်သွယ်ဆက်သွယ်ဖို့လိုအပ်တယ်ပေါ့နော်အဲတခုခုဆိုလို့ရှိရင်ပုံပုံလင်းလင်းပြောတာအာကိုပြောချင်တဲ့စကားကိုအော်ထိထိမိမိဖြစ်အောင်ပြောတာမျိုးပေါ့နော်အာရှင်းရှင်းလင်းလင်းပြောဆိုဆက်ဆံဖို့လိုအပ်တယ်တဲ့နော် communicate clearly အဲ positive ဘက်ကိုတွေးရမယ်ဒီဖိုင်းချတဲ့လူလေးတွေက positive ဘက်ကိုတွေးရမယ်အဲအဲ့ဒါဆိုလို့ရှိရင်အပြောင်းလဲတွေအများကြီးကြုံလာဖို့ရှိရပေါ့နော်အပြောင်းလဲတွေကဘာလဲဆိုကောင်းတဲ့အပြောင်းလဲတွေနော်အာအကုန်လုံးကတော်တော်လေးကောင်းနေတယ်နော်ကျမတခုတခုရှိကြအဟုတ်တယ် abundance ငွေကြီး abundance တွေလည်းပါပါတယ်อืม ဒီကဒီပါလေးငွေရေးချေးဆိုတာထက်ပေါ့နော်ဒီထဲမှာငွေရေးချေးဆိုတာထက်စိတ်ချမ်းသာမဲ့ပုံစံမျိုးပို့ပြီးမှတွေ့တယ်နော်ငွေချေးငွေချေးကကအတိတ်ငွေချေးကမပါလာသေးဘူးနော်ခဏကြည့်ရမှာ yes နော်ဒီ yes no ကိုကျွန်တော်မယူလို့ပြောထားပေမဲ့လည်းဒီထဲမှာ positive sign နဲ့အရာတွေကြားတယ်နော် no need to worry ဘာမှအာဘာမှဘာမှစိုးရင်ပူပန်စရာမလိုဘူးပေါ့เนาะဒီ unlikely နဲ့ yes နဲ့အပယ်တဲ့ထဲမှာပါတယ် နောက်တစ်ခုဒါလည်း yes ပဲเนาะ oh my god yes ကနှစ်ကတ်တောင်ကြတယ်เนาะ power လေးနဲ့ collagen နဲ့ဆန္ဒတွေပေါ့เนาะ collagen နဲ့ဆန္ဒတွေဖြစ်မြောက်လာမယ်လို့ဟိုမြင်နေပေါ့เนาะဘာလို့လဲဆို yes ကလည်းနှစ်ကတ်ကြတယ်ကျန်တဲ့တခြားတခြားသောကတ်တွေကလည်းအကုန်ကောင်းတယ်နော်အဲ့ဒီတော့ကြောင့်မလို့ power လေးတွေဘာမှစိတ်ပူစရာမလိုဘူးဒီထဲမှာလည်းပြောထားတယ် no need to worry နော်ဘာမှစိတ်ပူစရာမလိုဘူး recover အာ healing ဖြစ်လိမ့်မယ်အသက်ကွဲတဲ့သူတွေဆိုလို့ရှိရင်လည်းအသက်ကပြတ်ဆက်သွားမယ်နော်နောက်တစ်ခါကျတော့ remain positive နော်အာ positive ဘိုင်မန် positive ပဲတွေးပါပေါ့နော်အကောင်းဘက်အကောင်းဘက်ကိုပဲတွေးပြပါတဲ့နော်အကောင်းဘက်ကိုပဲတွေးပြပါအာရှင်းရှင်းကိုလောရမယ့်ဥစ္စာတစ်ခုကဘာလဲဆိုချင်ကြတော့ခွင့်လွတ်ပေးရမယ် forgiving နဲ့ခွင့်လွတ်ပေးရမယ်အဲငြိမ်းချမ်းစွာဖြေရှင်းဖို့လိုအပ်တယ်တစ်ခုခုဆိုလို့ရှိရင်ကိုယ့်ရဲ့ ဲ့အင်ဂျယ်တွေကိုမေးလို့ရတယ်နောက်တစ်ခုအနေနဲ့အကူအညီလိုရဆိုလို့ရှိရင်တခြားသူတွေရှိရအကူအညီအကူအညီတောင်းရမယ်ဘာမှစိတ်ပူစရာမလိုဘူး communicate clearly ရှင်းရှင်းလင်းလင်းပြောဆိုဆက်ဆံဖို့လိုတယ်ကြည့်ဒါဆိုလို့ရှိရင်တော့အာဒီအင်ဂျယ်အကလေးအင်ဂျယ်တွေကနေတဆင့်ကိုအောင်ကိုလောရမယ့်အရာတွေနဲ့ကိုဖြစ်လာမယ့်အရာလေးတွေကိုပြပြပေးရဖြစ်ပါတယ်။အချင်းကြီးရဲ့ power လေးတွေတဲ့အားလုံးလည်းစိတ်ချနိုင်မယ်လို့မျှော်လင့်ပါတယ်။ဘပိုင် power လေးတွေအရင်ကောက်ကောင်းနော်။ ဒီကအပြာလေးကိုရွေးချက်ထားတယ်เนาะဒီပေါင်ကိုအပြာလေးကိုရွေးချက်ထားတယ်ဖိုင်းတူးလေးတွေအားလုံးမင်္ဂလာပါဖိုင်းတူးလေးတွေအင်ဂျယ်ရီကနေတဆင်ပေါ့เนาะဘာတွေသိရဖို့ရှိလဲပေါ့เนาะအားလေးကိုကြည့်လိုက်ကြမယ် reconsider တဲ့เนาะတခုခုဆိုလို့ရှိရင် ပြန်ပြီးတော့မှစဉ်းစားဆုံးဖြတ်အသုံးသတ်ပါတဲ့เนาะ ဖိုင်းထူလေးတွေစဉ်းစားဆုံးဖြတ်သုံးသပ်ဖို့လိုအပ်တယ်တကူဆိုချင်ရှင်ချက်ချင်းမဆုံးဖြတ်ပဲနဲ့ပေါ့နော်အအလောအလောတကြီးပေါ့နော်အာစဉ်းစားဆုံးဖြတ်သုံးသပ်ခြင်းမလုပ်ပါနဲ့တဲ့နော်ပြက်လဲညှိနှိုင်းဖို့လည်းလိုအပ်နေပါတယ်တဲ့နော်ကိုယ့်ရဲ့ intuitions ကပြောတဲ့စကားတွေကိုနားထောင်ဖို့လိုအပ်ပါတယ်။အဲကိုယ်တစ်ခါလေကြောက်လို့ရှိရင် အဲကိုယ်စိတ်ထဲမှာလှုပ်ချင်နေတယ်တော့အဲ့အရာလှုပ်လိုက်လို့ရှိရင်အဆင်ပြေလိမ့်မယ်အောင်မြင်လိမ့်မယ်ဆိုပြီးတော့ အာတိနေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ intuitions ကပြောတဲ့စကားတွေကိုနားထောင်ပါနောက်တစ်ခုက abundance abundance ကိုပိုင်းဝမ်းမှာပါလာမလားဆိုပြီးကြည့်ရမပါလောင်းเนาะဖိုင်းတူးလေးမှာ abundance ပါတဲ့အတွက်ကြောင့်မလို့ငွေရေးချေးဖိုင်းတူးလေးတွေအဆင်ပြေမယ်เนาะဖိုင်းတူးလေးတွေမှာ abundance ပါပါတယ်အဲ helpful ပြီးပြီးနောက်ပြီးတော့မှလေ lucrative ကလည်းအခုညီရလိမ့်မယ်เนาะဖိုင်း and fine tool လေးတွေ lucrative ကလည်း lucrative ကလည်းအခုညီရလိမ့်မယ် yes no တွေကိုကျွန်မမယူဘူးเนาะ လူတွေစီကအကူအညီရလိမ့်မယ်အဲပြည်စုံကြွယ်ဝခြင်းနေပေါ့နော်ပြည်စုံကြွယ်ဝခြင်းနေကိုယ်စီကိုရှောက်လာလိမ့်မယ်နောက်တစ်ခုကကြတော့ fine tool လေးတွေอืมဒီလူတွေရဲ့ချစ်ခင်မှုပဲပေါ့နော်ငွေရေးပြည်စုံမှုတွေမဟုတ်ဘူးလူတွေရဲ့ချစ်ခင်မှုတွေပိုင်းတည်းရရှိနိုင်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်လူတွေစီကလည်းအကူအညီအကူအညီရနိုင်တယ်ပေါ့နော်အမ် တခုရှိကြကကိုကညှိနှိုင်းဖို့လိုတယ်။နောက်တခုခုဆိုလို့ရှိရင်ဒီတိုင်းမဟုတ်ဘဲနဲ့အဆင်မပြေရတခုခုကြုံခဲ့ရတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီတော့ကိုညှိနှိုင်းဖို့လိုအပ်တယ်။နောက်တစ်ခါအဆင်မပြေဘူးဆိုလို့ရှိရင်ပြန်လဲဆုံးဖြတ်သုံးသပ်ဖို့လိုအပ်တယ်ပေါ့နော်။အဲအရာနောက်တစ်ခုကိုရစိတ်ဖြာ intuitions ကပြောတဲ့အရာတွေကိုနားထောင်ဖို့လိုအပ်တယ်။နောက်ဒါကတော့ဖိုင်တူလေးတွေနော်ဒီတီးဖို့ရာ uh, it's up to you တဲ့เนาะမင်းရဲ့သဘောပဲမင်းဖြစ်ချင်တဲ့အတိုင်းကိုဖြစ်လာနိုင်မယ်တဲ့ let go เนาะအဲတချို့အရာတွေကအရင်ကြီးကိုကဖန်ဆုပ်ထားတာထပ်ဆလို့ရှိရင် let go လောက်တဲ့နာလေးတွေတုံးလောက်ပြရမယ်เนาะ let go လောက်ဖို့လည်းလိုအပ်နေရဖိုင်းထူးလေးတွေမှာလေနောက်တစ်ခါအာတခုခုတခုခုဆိုလို့ရှိရင် ပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့မှအာတခုခုငင်းခုံရတာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့မှ အခိုင်အမာအကိုဟာကိုရက်တီးပြီးတော့မှပြောဆိုဖို့လိုအပ်တယ်ပေါ့နော်ဒီ no အဒီမှာ no နှစ်ကကြရင် no မယူနော် yes no မယူဘူးအဒီအချိန်ကာလလည်းကျွန်တော်မယူတော့အောင်နော်ပယ်ရမယ့်ကကသုံးကဖြစ်သွားပြီအချိန်ကာလလည်းမယူတော့ဘူးနောက်တစ်ခုဒါလည်းအချိန်ကာလနော်ဒါလည်းမယူတော့အဲ့တော့နောက်တစ်ခုကကြတော့ကိုဘက်ကနေပြီးတော့မှအခိုင်အမာပြောဆိုဖို့လိုအပ်တယ် and ဒါနီယာ future ဆိုတဲ့အချိန်ကာလပဲเนาะအချိန်ကာလတွေမရှိတော့အဲ့တော့လေအဖိုင်ထူးလေးတွေကတဲ့အဆင်သင့်ဖြစ်နေပါပြီတဲ့เนาะအဖိုင်ထူးလေးတွေကအဆင်သင့်ဖြစ်နေပါပြီအဲ့ဒီအတွက်ကြောင့်မို့လို့ အဲကိုကိုကူညီမဲ့လူတွေတွေလည်းအဲရှိရင်ကိုရဲ့ intuitions ကပြောတဲ့စကားတွေကိုလည်းနားထောင်မှအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်အဲတခုခုဆိုလို့ရှိရင်ကိုဘကနေကိုအခိုင်အမာရက်တည်ပြီးတော့မှပြောဆိုပါအာလက်ကိုလှုပ်တဲ့အရာတွေကိုလက်ကိုလှုပ်ပါ ကိုရဲ့စိတ်ဆန္ဒအတိုင်းဖြစ်လာနိုင်မယ်ကိုရဲ့စိတ်ဆန္ဒအတိုင်းဖြစ်လာနိုင်မယ် intuitions ကပြောတဲ့စကားတွေကိုနားထောင်အဲငွေရေးကြီး abundance ဖြစ်လာမှုရှိရဲအဲ့အရာတွေကိုလက်ခံဖို့ရမင်းကအဆင်သင့်ဖြစ်နေပြီနော်ငွေကြီးတွေ ါတယ်အေးပေါ်ပေါ်ချွေဝါလာဖို့ပေါ့နော်အဆင်ပြေလာဖို့ abundance ဖြစ်လာဖို့ကမင်က ready ဖြစ်နေပြီတဲ့နော် look for a signs and and ဒီအချက်ပြတဲ့အရာတွေချက်ပြရရဲ့ဆိုတချို့ဆိုလို့ရှိရင်ကိုကံကောင်းတော့မယ်ဆိုလို့ရှိရင် and well 11 11မြင်ရတာလို့ပါတော့ပေါ့နော်အဲ့လိုမျိုးလေး and နှမွေးလေးတွေမြင်ရတာမျိုးပေါ့နော်အဲ့လိုမျိုးကောင်းတဲ့အရာလေးတွေကောင်းတဲ့နမိတ်လေးတွေတွေ့ရဆိုလို့ရှိရင်ကို လုံးနေတဲ့အရာတွေကအဆင်ပြေလာတော့မယ်ကံကောင်းလာတော့မယ်ဆိုတော့အထိတ်ပဲတွေအတိတ်နမိတ်တွေပေါ့နော်အဲ့လိုမျိုးလေးတွေအဲကိုကိုရဲ့ရှေ့လေးမှာအာအတိတ်နမိတ်လေးတွေပြတတ်တယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်ကိုလုံးရှင်တဲ့အရာကိုတခါလေ injurations ကနေပြီးတော့မှအာငါလုံးလိုက်ရင်တော့အဆင်ပြေမလားမသိဘူးပေါ့အဲ့လိုမျိုးဆိုတခါလေချက်ချင်းထပြီးတော့မှလှုပ်လိုက်ပါတယ်နော်အဲတခုခုအဆင်မပြေရရှိရဆိုလို့ရှိရင်ပြန်လဲစဉ်းစား ပြန်လဲစဆုံးဖြတ်သုံးသပ်ဖို့လိုအပ်တယ်เนาะအဆင်မပြေဘူးဆိုရင်အဆင်မပြေဘူးဆိုဘာလို့ရမလဲဆိုပြန်လဲဆုံးဖြတ်သုံးသပ်ဖို့လိုအပ်တယ်ညှိနှိုင်းဖို့လိုအပ်တယ်အဲ့ဒါမှလုံးဝအဆင်မပြေကိုယ့်ဘက်ကနေအခိုင်အမာယက်တိဖို့လို ပြောဖို့လိုတယ် assembly ဆိုလို့ရှိရင်လက်ကိုလုံလိုက်ဒီထဲမှာဆိုလို့ရှိရင်ငွေကြေး abundance ဖြစ်ဖို့လိုအပ်တယ်ကျန်တာတွေကလေအဲကိုကိုရန်ကဒီ intuition တက်ကောင်းပြီးသားပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်ကိုရဲ့ intuition ကိုလည်းကိုကရှုံဖို့လိုအပ်တယ် intuition နဲ့ကောင်းပြီးသားကုညီမဲ့လူတွေလည်းရှိပြီးသားမင်းကိုရန်ကလည်းအဆင်သင့်ဖြစ်နေပြီးကိုလုံးချင်တာလုပ်လို့ရပြီနော်အဲ့တော့ကိုကိုကကိုယုံကြည်မှုရှိဖို့လိုအပ်တယ်ဖန်ထူးလေးရအဲ့ဒါဆိုလို့ရှိရင် abundance ဖြစ်တာပေါ့ရှိတယ်နော် ဖန်ထလေးကိုကိုကိုယုံကြည်မှုရှိကိုကိုကိုယုံကြည်မှုရှိပါယုံကြည်မှုရှိပြီးတော့မှကိုလို့ဆရာရှိကြအောင်လို့ကိုလို့ဆရာရှိကြအောင်လို့ဘေးရကူညီမဲ့လူတွေပါရလဲအော်တိုရောက်လာလိမ့်မယ်နော်အဆင်မပြေတဲ့အရာရှိရဆိုလို့ရှိရင်လည်းအဲညှိနှိုင်းရမယ်ညှိနှိုင်းရမယ်ပြန်လဲစဉ်းစားပြန်လဲဆုံးဖြတ်သုံးသက်ရမယ်เนาะ အဲအားမျိုးလေးသူအပ်တယ်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့သဘောသဘောအတိုင်းပဲဖြစ်နိုင်မယ်နော်ငွေရေးကြေးတွေအဆင်ပြေနိုင်မယ်ကုညီမဲ့သူရနိုင်မယ်ကဲဒါဆိုလို့ရှိရင်နော် fine tool လေးတွေနော် fine tool လေးတွေကအဟိုဟာလေးနည်းများသွားတယ်ဒီအချိန်ကပ်လေးနဲ့ yes no လေးတွေများသွားတော့ fine tool လေးတွေအတွက် fine tool လေးတွေနည်းတခြားကပ်လေးတကပ်ထပ်ကြည့်ပေးမယ်နော် fine tool လေးတွေကနည်းနည်းလေး အချိန်အာဟိုဟာအချိန်ကလေးတွေဖယ်လိုက်တော့နိဖိုင်တူးလေးတွေအတွက်အရောဖိုင်တူးလေးတွေဖိုင်တူးလေးတွေဒီကလေးကြည့်ပေးမယ် က်လေးနည်းနည်းကြည့်ရအောင်เนาะဒီမှာ attraction လို့ဆိုဒီမှာဆိုလို့ရှိရင်ကျတော့အခြေရေးပါပါလိုက်ပေါ့เนาะဖိုင်းတူးလေးကအာကိုယ့်ရဲ့ right person စကိုကိုကိုယ့်ရဲ့ဘဝတွေကိုကိုကဆွဲခေါ်နိုင်တဲ့အခြေအနေအဖြစ်နေရပေါ့เนาะကိုကအဆွဲခေါ်ဖို့ကလိုအပ်တယ် and တချို့ manifestation လုပ်ဖို့လည်းလိုအပ်နေရမျိုးလေးပေါ့เนาะကိုယ့်ရဲ့ right person နဲ့တွေ့လာဖို့ယူလိုအပ်တယ်เนาะ အခုချိန်မှာအချိန်ကောင်းလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ manifestation လုပ်ချင်တဲ့လူတွေလည်းလုပ်လို့ရရပေါ့နော်လုပ်ချင်တဲ့လူတွေလည်းလုပ်လို့ရရကို right person ကိုတဲ့အဲ right person ကိုကိုကဆွဲခေါ်နေတဲ့ပုံစံမျိုးပေါ့နော်ဆွဲဆောင်နေတဲ့ပုံစံမျိုးဆွဲခေါ်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ကိုကအဲ့တော့မကြမီကာလမှာကိုရဲ့ right person နဲ့တွေ့နိုင်တွေ့ဖို့ရရှိတယ်ပေါ့နော် ခါလီကြောင့်လို့ရှင်ကိုယ့်ရဲ့ထင်အောင်ထင်မှားဖြစ်နေတဲ့အရာတွေပေါ့နော် intuitions မလို့မဟုတ်ဘဲနဲ့ illusion ဖြစ်နေရမျိုးတွေပေါ့နော်အဲ့ဒါမျိုး illusions တွေကိုထင်အောင်ထင်မှားဖြစ်တာပေါ့နော် illusion ဆိုတာကတော့ intuition ဆိုတာကြောင့်ကိုယ့်ရဲ့အလိုလိုသိအလိုလိုသိစိတ်ပေါ့နော်စိတ်ထင်ရတခါလီကြောင့်လို့ရှင်ကိုယ့်ရဲ့စိတ်အဲ illusion အကြောင်းကိုယ့်ရဲ့စိတ်ဆွဲလမ်းမှုတွေကြောင့်ပေါ့နော်စိတ်တည်းဒီလိုအဲဒီလိုဖြစ်မယ်လို့ထင်တာထင်နေထင်နေတာလို့ဘာလို့ပေါ့နော်အဲ့လိုမျိုးလေးအေးနည်းနည်း အာ illusion ဆိုတာတော့ negative ဘက်ကိုသွားတာပေါ့နော် intuitions ကတော့အာကိုယ့်ရဲ့တကယ်ဉာဏ်ပညာပေါ့နော်အဉာဏ်ပညာဘက်ကိုသွားတယ် illusion ဆိုတော့ကိုယ့်တစ်ခါလေးကျရင်ကိုယ်အတိမှားနေအမှတ်မှားနေအရာလေးတွေပေါ့နော်အဲ့လိုမျိုး illusion လေးတွေဖြစ်တတ်တယ်တဲ့နော် illusion လေးတွေလည်းဖြစ်တတ်တယ် illusion နဲ့ intuition နဲ့ လွယ်မှားမျိုးလေးเนาะခုချိန်ကတော့ divine timings ဖြစ်နေပြီ divine timings ကိုရောက်နေတဲ့ကြောင့်မို့အချိန်ခါကောင်းမယ်ဒီမှာ right person ကိုလည်း attract လုပ်နိုင်တယ်เนาะ right person ကိုလည်းကိုက attract လုပ်နိုင်တယ်အချိန်ကောင်းလဲကြိုက်အောင်နေတယ်เนาะအဲ့တော့ find အထူးလေးတွေလောက်ရရှိရအောင်လောက် divine timings ကိုလည်းရောက်နေတယ်เนาะ divine timings ကိုလည်းရောက်နေတယ်အဲကိုလောက်ရရှိရလောက်လိုက်လို့ရှိရင်အဲဆောပြောသလိုပဲအဲကိုအောင်မြင်ပွဲပေါ့เนาะဒီမှာ abundance ငွေကြီး abundance ရလာမယ်เนาะပြီးတော့လို့ရှိရင်ဒီမှာငွေကြီးဒီမှာငွေကြီး abundance ရလာတယ်ကိုကလည်းဒီမှာ right person နဲ့တွေ့မယ်ဆိုတော့ဘာလို့သေးလဲကောင်းပါတယ်เนาะဖိုင်ထူလေးကောင်းပါတယ်ဆောကျွန်မပြောတဲ့အတိုင်းပဲဒါလေးတွေเนาะ ဒီမာစင်ဂျင်စင်စင်ဂျင်ဆရာရှိရာလေးစင်ဂျင်မဲလောက်ဆရာရှိရာလေးလုံဝင်ပေါ့နော်အားဆိုလို့ရှိရင်တော့ဖိုင်ထူးလေးတွေကတော့ဒီလောက်ပါပဲဖိုင်ထူးလေးအားလုံးကျင်းနေကြမယ်လို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်အဲ့တော့ဒီဘောင်ကုတ်အဝါရောင်လေးနော်အဝါရောင်လေးကိုရွေးချက်ထားတယ်ဖိုင်ထူးလေးတွေအားလုံးပဲမင်္ဂလာပါဖိုင်ထူးလေးတွေအင်ဂျင်မက်ဆေ့အနေနဲ့ဗားရီတီးရဖို့ရှိတယ်ဆိုတော့ကြည့်လိုက်ကြမယ်နော်ဖိုင်ထူးလေးတွေအင်ဂျင်မက်ဆေ့အနေနဲ့ဘောင်ကြည့်ရဖို့ရှိတယ် not the right time เนาะဒါအချိန်ဖြစ်တဲ့အတွက်ဖယ်လိုက်မယ်အချိန်နဲ့ဆိုင်တဲ့ကံမှုကိုဖယ်လိုက်မယ် um meditation bring the answers no um phantunay အနေနဲ့ meditation နေလုပ်ဖို့လိုအပ်တယ်တရားထိုင်ဖို့လိုအပ်တယ် inner work တွေเนาะစိတ်ပိုင်းဆိုင်ရာအလုပ်တွေလုပ်ဖို့လိုအပ်နေတာမျိုးလေးတွေပြတယ်ဒီကတ်မှာဒီ reading မှာပေါ့เนาะထူးခြားချက်ကဘာလဲဆိုလို့ရှင်ပထမဆုံးကတ်အနေနဲ့ဆိုလို့ရှင် group တွေအားလုံးပဲဖိုင်းတွေအားလုံးပဲဘာလုပ်ရမလဲဆိုတဲ့ဟာကိုပဲ ဘာလို့ရမလဲဆိုတော့အရာကိုအရင်ဆုံးပြောရတယ်ပေါ့နော်ပြီးမှဖြစ်လာမယ့်အကျိုးဆက်ကိုပြရတယ်ပေါ့နော်အဲအဲ့လိုမျိုးနေပြရတယ်နော်ဒီမှာဒီမှာ opportunity opportunity ဆိုချင်ကြလေမွေးချင်းရရဖို့ရနော်အခွင့်အရေးတွေအခွင့်အလမ်းတွေအများကြီးရှိတယ်အဲ့ဒါကဘာလို့ပြီးဖို့လို့လဲဆိုကိုယ်စိတ်ငြိမ်ဖို့လို့တယ်တရားထိုင်ဖို့လို့တယ်နော်လေကောင်းလိုက်တိုင်း improving ဟာเนาะကျမ်းမာရေးချင်းတိုးတက်ကောင်းမွန်လာမယ်တဲ့ဖိုင်အဲ tree လေးတွေနော် pine tree လေးတွေ the saturation will improve နော် oh my god ကောင်းတယ်တော့ pine tree လေးတွေနော်အခြေဒီအခြေအနေတွေကပုံပြီးမှတိုးတက်လာနိုင်မယ်တဲ့နော် positive positive sign တာပေါ့နော် positive sign အခြေအနေကတိုးတက်လာဖို့လဲတိုးတက်တိုးတက်လာမယ် perfect timings and အချိန်ကောင်းလင်းကြရောက်နေရပေါ့နော်အချိန်ကောင်းလင်းကြရောက်နေပါတယ်တဲ့နော် getting more information တခုခုလောက်မယ်ဆိုလို့ရှိရင်တော့ကို information တွေထပ်စုပါတယ်ဥမာနိုင်ငံသားသွားမယ်ဆိုလို့ရှိရင်ကိုသွားမဲ့နိုင်ငံရဲ့သတင်းချက်လက်တွေစုဆောင်တော့ကိုဘယ်ကြောင်တက်မယ်ဆိုလို့ရှိရင်လည်းတက်မဲ့ကြောင်ကိုအဲရဲ့ information တွေစုဆောင်တာမျိုးပေါ့နော်ကိုဘာလို့လို့ information တွေစုဆောင်ပြီးမှ လုပ်ပါတဲ့နော်နောက်တစ်ခါကျတော့ if you believe နော်အဲဘာပဲဖြစ်ဖြစ်ယုံကြည်ဖို့လည်းလိုအပ်တယ်ကို ပါနေနေကိုမှယုံကြည်မှုထားပေါ့နော်ဒီအခုချိန်မှာဒီမှာအရှိမဘော့စ်တွေလာပြီးသွားပြီ opportunity ခွင့်ရေးတွေရှိတယ်ကျမကြီးကောင်းမယ်နောက်ကအခြေအနေတွေကဘာဖြစ်ဖြစ်ကောင်းလာအကောင်းဘက်ကိုသွားနေရပေါ့နော်နောက်ကအာဒါအချိန်ဖြစ်တဲ့တော့ဖယ်လိုက်မယ်နော်အားရည်အတွက်အကောင်းတဲ့ຢာရည်အတွက်မင်းယုံကြည်ဖို့လဲလို့ရ success နော် success အောင်မြင်နိုင်မယ်နော်အောင်မြင်ဖို့အောင်မြင်နိုင်မယ် fine tuning တွေလည်းကောင်းတယ် အောင်မြင်နိုင်မယ် wait wait ကကြတော့အချိန်နဲ့ပါသွားမလားမသိ wait ကလည်းအချိန်နဲ့တော့ပါတယ်တကယ်တော့ wait ကအချိန်နဲ့ပါတယ်ဆိုဖယ်လိုက်ပါမယ် don't stop မရတတ်လိုက်ပါနဲ့တဲ့နော် don't stop မရလဲမရတတ်လိုက်တာနဲ့ take actions မရတဲ့နဲ့လုံးချရှိရဆက်လုံးเนาะလုံးချရှိရဆက်လုံးယုံကြည်ဖို့လိုအပ်တယ်เนาะမဝင့်မရဲဖြစ်နေစရာမလိုဘူးတခုခုဆိုလို့ရှိရင်ယုံကြည်ဖို့လိုအပ်တယ်အခွင့်အရေးတွေလည်းရလာမယ်ကောင်းတဲ့အခြေအနေဘက်ကိုလည်းအမ် ိုးတက်လာမယ်ပေါ့နော် success အောင်မြင်လာမယ်အချိန်ကောင်းလင်းကြရောက်နေပြီအမ်ပြီးတော့လို့ရှိရင် မရက်တက်နဲ့လှုပ်ရှားရှိရာလှုပ်ရှုံကြည်လိုက်ကိုယ်စိတ်ထဲမှာကောင်းမှန်ဖြစ်မယ်ဆိုအောင်မယုံကြည်ထားပါနဲ့နော် meditation brings the answers တရားထိုင်ခြင်းနဲ့ inner work တွေလှုပ်တာကိုယ့်အတွက်ပို့ပြီးတော့မှကောင်းမှုနဲ့အဖြေကိုရလာပါလိမ့်မယ်နော် a romance ကဲကဲကဲတချို့တွေက improve ဖြစ်တာပါလဲဆိုချင်ကြတော့အာချစ်ချင်းမြတ်တာပေါ့เนาะချစ်ချင်းအချက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင် romance ကိစ္စတွေမှာပတ်သက်ပတ်သက်ပြီးတော့ အောင်မြင်တာတို့ပေါ့နော်အောင်မြင်တာတို့အဲကိုတချို့တွေဆိုရှင်ကို crash တွေပိုင်းနဲ့အဆင်ပြေသွားတာတို့ပေါ့နော်အခြေအေးမှလည်းကောင်းဝင်ကွာအခြေအေးမှလည်းကောင်းတယ်အာအောင်မြင်အောင်မြင်စရာလေးရှိရပေါ့နော်တကယ်လို့ကိုကအဆင်မပြေဘူးဆိုလို့ရှင်နော်တဲ့လမ်းကြောင်းတစ်ခုကိုပြောင်းပြီးတော့မှရွေးချယ်ဖို့လိုအပ်တယ်နော် and choose a new directions နော်အခြေအေး အာကိုမအောင်မြင်သေးဘူးအဆင်ပြေသေးဘူးဆိုလို့ရှိရင်တော့လမ်းကြောင်းတစ်ခုကိုပြောင်းပြီးရွေးချယ်လိုက်လို့ရှိရင်လည်းရပါတယ်တော့အခွင့်အရေးလေးကအာ phone 3လေးစီရောက်လာပါလိမ့်မယ်နော် phone 3လေးတွေလည်းကောင်းပါတယ်နော်အဲ့တော့ phone 3လေးတွေဆောင်းရန်ရှောင်းရန်ပါရှိပါတော့နော် don't stop တခုပဲရှိမှာ 5G လေးတွေမရက်တက်နိုင်နဲ့เนาะအဲ့ဒါပဲဆောင်ရမ်းကြတော့ယုံကြည်ထားရမယ် information တွေများများစုဆောင်ရမယ်เนาะ channel စာတွေကအကုန်လုံးအဆင်ပြေ perfect timing opportunity အခွင့်အရေးတွေလည်းရောက်လာလိမ့်မယ် take actions လုပ်ဆရာရှိရရလည်းလုပ်နောက်တစ်ခုကိုလောရမှာကမရက်တက်နိုင်နဲ့ meditation တွေလုပ်ပေါ့เนาะအဲ့လိုမျိုးအဲ့ဒါမှလောကအဆင်မပြေဘူးဆိုလို့ရှိရင်တော့နောက်ထပ် direction တစ်ခုကိုရွေးချယ်နိုင်ပါရတယ်เนาะဒီမှာ romance နဲ့ပတ်သက်ပြီးတော့မှလည်းအချစ်ရင်းနဲ့ပတ်သက်ပြီး ော့မှလည်းအဲနောက်ထပ်ကောင်းတဲ့အရာတွေရောက်လာဖို့ရှိရပေါ့နော်ဒါဆိုလို့ရှိရင်တော့ fine 3 lady ပေါ့နော် fine 3 lady အားလုံးချိန်တတ်ကြမယ်လို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်